မြန်မာကုန်ရဲ့နာမည်အကြီးဆုံးတဲ့ VIP ရဲခွက်တစ်ခုဖြစ်တဲ့34ရဲခွက်ထဲကမှဈေးအကြီးဆုံးလန်ထဲမှာရှိတဲ့ Modern Minimalist House သိန်း4000တန်အင်ချီကိုဒီနေ့မိတ်ဆက်ပေးတော့ဖြစ်ပါရယ်။ဒီငယ်ကနေဆိုရင်လည်းပင်လုံလမ်းမကိုလည်းထဲပေါက်တယ်။အရှင်းမှာဆိုရင်တော့ရေဝါတာကောင်းတဲ့ဘရောက်ပင်ကြီးရှိပြီးတော့ဒီနေရာလေးဆိုရင်ကပကင်အရှင်းမှာဆိုရင်တော့6စီးလောက်ဆက်မယ်။ဒီနေရာလေးဆိုရင်လည်း Garden Area လေးတည်ချထားပေးထားရယ်။အပေါ်မှာဆိုလည်း Break ဆိုရထည့်ပေးထားရယ်။ညဆိုရင် Channel 30 ဆိုခြံချေကတော့ပင်40 60ကျဲတယ်တတော်လေးကိုမကျဲပြီးရောအောက်မှာဆိုလဲ block တုံးလေးတွေခင်းမိထားရဲ့ဒီမှာဆိုရင်လည်းကားပါကင်နေရာတော့ပမာဆိုရင် high အမြင့်နေနဲ့ ေးချလုပ်ပေးထားတွေ့ရတယ်။ရေစီးရလာကောင်းအောင်လို့မြောင်းနေရလေးလေးထားပေးထားရယ်။ပရိစုချိုလည်းနှစ်ဆင့်ကပေးထားရယ်။ဒီမှာဆိုလည်းသုံးမိထားရနေရတော်တော်လေးကိုမမိုက်တယ်။မီတာပေါင်းကိုလည်းအိမ်ထဲမှာပဲထားပေးထားရယ်။အိမ်ထဲမှာဆိုရင်တော့ကားပါကင်၃ချီလောက် AC ဆန်နေပေါ့နော်။ဒီမှာဆိုရင်စလိုက်ထိုးတကားနဲ့ပုံမှန်ဆိုပပတ်လေပရိစုချိုရေကပေးထားတာကိုတွေ့ရတယ်။ safe အောင်လို့ပေးချောင်းလို့ဆိုလည်းအကျေးသုံးမိထားရယ်။ဒါနဲ့ area လေးတွေလည်းနေရတိကျထားပေးထားရယ်။ ground tent လေးလည်းပါတယ်။ ကဲရဆိုရင်ဒီနေ့မိတ်ဆက်ပေးမယ့်အိမ်ကိုသွားကြည့်ကြည့်အောင်ကတမကြီးကိုအင်းရဲ့ခန်းနားမှုကြီးအရန်ကိုမှလှရဲတော်တော်လေးကိုမှလှရဲဒီဇိုင်းလေး model house လေး တက်တဲ့နေရာလေးဆိုတော့ဒီလိုသုံးမိထားရဲ့အပေါ်မှာဆိုလဲတေချာအသေးစိတ်လုပ်ပေးထားတွေ့ရရဲ့အိမ်တကားကတော့ရှည်ခွဲကျုံတကားလေးသုံးမိထားရဲ့ဝင်ဝင်ချင်းကတော့ကျုံဖာခီအဖြစ်ခင်းမိထားရဲ့အရန်ကိုမလှပလွန်တဲ့ living area လေးပေါ့အပင်လေးကြီးထားခြင်းတဲ့သူတွေပြီးတော့အယုတ်ကလေးထားရင်အရန်ကိုမလှမယ်ဒီပြထားလို့ရတဲ့ကပ်ပိနက်ကလေးတွေပါပြီးတော့အပေါ်မှာဆိုရင်လဲတေချာကိုအသေးစိတ်ကိုလုပ်ပေးထားရဲ့ပြီးတော့တမဲစီလေးလည်းပါသေးရဲ့ တော်တော်လေးကိုမှခန်းနာလာရဲ့ဒီမှာဆိုရင်တော့ solar system အတွက်ကိုတေချာကိုလုပ်ပေးပြီးသားတေချာသုံးပေးပြီးသားကိုတွေ့ရရဲ့ပြီးတော့ height ကလည်းတော်တော်လေးကိုမှမြင်တယ်ခင်ဗျာဆိုရင်ဒီနေရာလေး ီအခန်းလေးကတော့ master room အခန်းလေးပေါ့နော်တကောက်ဆိုရင်လည်းကျွန်းတကောက်သုံးမိထားရဲ့ကျွန်းဖာ KD အဖြစ်ခင်းမိထားရဲ့အခန်းလေးပေါ့ပြီးတော့ aluminium အမှန်တွေနဲ့သေချာကိုအသေးစိတ်လုပ်ပေးထားရဲ့ဒီလိုဘောင်လေးထုတ်ပေးထားတဲ့အတွက်စာအုပ်လေးထိုင်ဖက်တာဖြစ်ဖြစ်ဖောင်းလေးထိုင်နေတာဖြစ်ဖြစ်လည်းအရှမ်းကိုမှဆင်ပြေရဲ့ဒါလေးကတော့ဒီအခန်းလေးနဲ့တွဲရွှေခက်တဲ့ပိုတိုင်းခန်းလေးပေါ့နော်အောက်ကောပြီးရောတွေ့ပြလေးအပြည့်ကိုသေချာအသေးစိတ်လုပ်ပေးထားရဲ့ဒီခန်းလေးရထွက်ထွက်ချင်းတွေ့ရမယ် dining room ခန်းလေးပေါ့အောက်မှာဆိုရင်လည်း တွန်းပါခဲ့တဲ့ပြခင်မိထားရဲ့ဟိုင်းအမြင့်နဲ့စီလင်သုံးမိထားတာကိုလည်းတွေ့ရမယ်တော်တော်လေးကမှအသေးစိတ်ကြရဲ့ ီးတော့ဒါဆိုတော့ dry kitchen room အောက်ကအပေါ်ရောမှာထေချာလုပ်ပေးထားရဲ cupy neck ကလေးနဲ့တွန်း cupy neck ကလေးနဲ့ပြော product တစ်စိတ်ကိုလည်းသုံးမိထားတာကိုလည်းတွေ့ရမယ်ထေချာကိုအသေးစိတ်သုံးမိထားရဲအာပန်လေးလည်းတက်ပေးထားရဲပြီးတော့ရေချိုးခန်းနဲ့ပိုတိုင်းသီးဆန်အခန်းလေးလည်းပါသေးရဲအောက်ကဘေးရောကြည်ပြားလေးရေထေချာအပြည့်ခင်းပေးထားရဲရေဆိုးရတဲ့အစစ်မပူရအောင်လို့ဒီလိုအုပ်ကလေးနဲ့ထေချာလုပ်ပေးပြရဒီဟာလေးကတော့ wash kitchen ရောနေရာလေးပေါ့နော် area ကြီးကြီးလေးသုံးမိထားရဲပြီးတော့ light တွေကောင်းဝင်ပြီးတော့ညနေချင်းဆိုင် မှာဆိုရင်တော့မေရွန်းလေးရှိမယ်။နောက်ဖွေးရှော်လန်ရိုးဆိုရင်လည်းတော်တော်တတဲကိုသုံးမိထားတွေ့ရတယ်။တကယ်တဲ့နေရာလေးဆိုလည်းနင်းပြောထောင်မြောင်းကိုကျွန်းနေကိုမှဒူဝီပဲသုံးမိထားရယ်။ပေးလက်ကိုင်းဆိုလည်းကျွန်းထူပဲသုံးမိထားတာကိုတွေ့ရတယ်။ပြီးတော့ partition ချပြထားရယ်။ dining room ကိုလှမ်းပြီးတော့တဲမမြင်အောင်လို့ပေါ့နော်။တက်တဲ့နေရာလေးဆိုလည်းဒီနေရာလေးမှာ lighting ကောင်းဝင်အောင်လို့အလင်းရံကောင်းရအောင်လို့ဒီလို lighting ဝင်တဲ့အရာလေးထားပြထားရယ်။ပုံမှန်ဆိုလည်းတဲ့ပုံစံ ceiling လေးထားပြထားတာတွေ့ရတယ်။အဲဒါလေးကတော့ second floor လေးပေါ့နော်။ဒါလေး ဲ့ second floor မှာရှိရယ်နောက်ထပ် master room ခန်းလေးတော်တော်လေးကိုမှကျဲတယ်ပြီးတော့ဟိုင်းအမြင့်နဲ့စီလင်လေးနဲ့ညာအမြင့်တုံးမိထားတယ်။အဲကုန်းဆိုလဲတလုံးစီကိုတစ်ချက်တစ်ပြားတွေ့ရတယ်။ပြီးတော့ဝါနာ area လေးလည်းပါသေးတယ်။လေဝင်လွှတ်ကောင်းတယ်။တော်တော်လေးကိုမှကျဲတယ်အလူမီနီယမ်မှန်နေနဲ့ဆိုတော့ပို့ပြီးတော့ safe ဖြစ်တယ်။ပြီးတော့ဘေးနားမှာဆိုလဲအပင်လေးဆိုက်ပြထားတဲ့ area လေးလည်းပါသေးတယ်။ကြည့်ရဆိုရင်တော့အဲ့အခင်းထဲမှာဘာလေးရှိတယ်မသိဘူးတစ်ချက်တော့တွေ့ကြည့်ရအောင်နော်။ အခန့်ယူရတော်တော်လေးကိုမရှင်ရပြီးတော့ရေချိုးခင်းတဲ့ပုဒိုင်းတွဲရကလေးလေးပါပြီးတော့အောက်ကောပြေရောကိုကျွပြလေးခင်းမိထားတယ်။ဒီရလေးကတော့ဖះခန်းလို့ဖို့အတွက်အရန်ကိုမှတင့်တော်တဲ့နေရာလေးပေါ့။အသေးစိတ်ကိုလည်းကြိုးထိုးပေးရတယ်။ရှင်းရှင်းထားမပေးရဘူးနေရန်ဆိုလဲပြီးတော့ကြိုးတော်တော်လေးကိုမှလှရဲတပယ်စီလေးနဲ့ living room area ကိုလှမ်းပြီးတော့မြင်နေရတယ်။အပေါ်မှာဆိုလဲအသေးစိတ်ကြိုးထိုးပေးရတာကိုတွေ့ရမယ်။ဒါလေးကတော့နောက်ထပ်မာစတာခန်းလေးပေါ့နော်။ main master bathroom ပေါ့နော်။ အရန်ကျဲတော်တော် area ကျဲတာကိုတွေ့ရမယ်။ light ကဆိုလဲအထူသားသုံးမိထားရယ် lighting ကကောင်းဝင်အောင်လို့လဲ lighting ကကောင်းရရယ်လေဝင်ထွက်ကောင်းနေမှန်းဒီအများကြီးထားပေးထားရယ်ပြီးတော့ veranda area လည်းပါသေးရယ် veranda area ဆိုလဲဒီလိုအပေါ်မှာမိုးထဲမဖက်အောင်လို့သုံးမိထားရယ် area လည်းကျဲရယ်ဒီနေရာလေးကတော့မှန်တင်ကုန်လေးချဖို့အတွက်အရန်ကိုမှတင်တော်နေရာလေးပေါ့နော်။ဒီနေရာဝင်လဲခန့်တီးတက်လို့လို့ရတဲ့နေရာလေးနေရာ area အကျဉ်းသုံးမိထားတဲ့အတွက်ကိုထထဲချင်တဲ့သူတွေအတွက်လည်းအရန်ကိုမှအဆင်ပြေတယ် ။ရေချိုးခန်းပူရန်တွဲရဆိုရင်လည်းဘတ်ထပ်သုံးမိထားရဲ့တော်တော်လေးကိုမှမိုက်တယ်ပြီးအောက်ကောပြီးရောတွေ့ပြလေးအပြည့်ခင်းမိထားရဲ့။ကဲရဆိုရင်ဆိုနောက်ထပ်တက်ဖလော့ကိုတတိကြည့်အောင်နော်။တက်ဖလော့ area ဆိုလည်းတော်တော်လေးကိုမှကျေတော့တွေ့ရရဲ့။ဟိုက်မြင့်နေပြီးရောဒီရဆိုရင်ပုံမှန်သုံးမိထားရဲ့စီလင်းလေးကလည်းအရှမ်းကိုမှလှတာကိုတွေ့ရမယ်။ ဒါကတော့မိသားစုတွေနဲ့အေးအေးဆေးဆေးနေလို့ရမယ့်နေရာလေးပေါ့နော်အပေါ်ဆုံးမှာ living room area ကြီးလှုပ်ရှင်လုပ်လို့ရမယ်တငယ်ချင်းတွေလှားတာဖြစ်ဖြစ်အလုပ်ခန်းတီးတဲ့သုံးကျင်တာဖြစ်ဖြစ်ဆိုလဲအဆင်ပြေမယ် lighting ကတော့တော်တော်ကောင်းဝင်နေကြည်အောင် lighting က တော်တော်ဝင်နေပြီးတော့မီးအောင်မလို့ကွာတော်တော်လိုက်တင်ကောင်းတာကိုတွေ့ရတယ်။ဒါတော့ပေါ်ဆုံးမှရှိတဲ့ master room ခန်းလေးပေါ့နော်။ master room ကတော့လေကမ်းပါမယ်။ပြီးတော့ကျွန်းပါကြီးတွေလည်းအဖြစ်ခင်းမိထားရဲ့။ဟိုက်မြင့်နဲ့ဒါလေးရောဒီမှာပါရဲ့ wonder area လေးပေါ့နော်။အပေါ်တက်ဖို့တည်းနေရာကိုတည်ရန်လုပ်ပေးထားရဲ့။ပြီးတော့ sunshade လေးထုတ်ပေးထားတာတွေ့ရတယ်။ဒီမှာဆိုရင်မှန်တေကုံလေးတွေထားမယ်ပြီးတော့ဒီအရလေးကတော့နေရာကပ်ဗီဒီယိုလေးတွေအိတ်ကလေးတွေထားမယ်ဖနက်ကလေးတွေထားမယ် ပြီးတော့ BO လေးထည့်တဲ့ရင်းနဲ့သူတို့အတွက်ဆိုရင်လည်းထည့်လို့ရတဲ့ area ကြကြထားပေးထားရယ်ရေချိုးကန်နဲ့ဘူရန်တွေရပါပြီးတော့ outdoor ပြောကြွေပြားလေးအပြည့်ခင်းမိထားရယ် pad tab လေးတွေတုံးမိထားတာကို တွေ့ရမယ်နောက်ဆုံး wire area လေးကိုတစ်ချက်တော့တကြည့်ကြည့်ရအောင် ။အိမ်တိုင်းကလည်းရန်ကုန်မှာလှတယ်။ဒီမှာဆိုတဲ့ထွက်တဲ့နေရာလေးကိုမှန်တကားသုံးမိထားတယ်။တော်တော်လေးယူမှကျဲဝမ်းနိုင် area ဆိုလဲကျွေပြားရဲ့အပြည့်ခင်းမိထားပြီးတော့နောက်ကကျွေပြားရဲ့ဆိုတဲ့အပူခံကျွေပြားတွေပဲခင်းမိထားတာ။ဟိုင်းမြင့်ပြီးရောအသေးစိတ်လုပ်ပေးထားတာကိုတွေ့ရမယ်။ပေးစင်းလေးလည်းသုံးမိထားရဲ့။ garden area တွေဆိုလဲတော်တော်လေးထည့်မိထားတာတွေ့ရရဲ့။အရှိမဆိုလဲ garden area ထည့်ထည့်လို့ရမယ်။ view လည်းပွင့်တယ်။ဒီနေ့မိတ်ဆက်ပေးထားရဲ့ဒီအိမ်လေးရဲ့စီနောကတော့3000ဖြစ်ပြီးတော့စိတ်ဝင်စားရဲဆိုရင်တော့ PSN property ကိုစစ် တွေလိုက်ပါနော်အားလုံးကျေးဇူးတင်ပါတယ်ရှင်